ွတ်ထောင်ချောက်သားတသမားအိမ်အောက်တွင်ကြွတ်တကောင်သည်လှိုင်းကောင်းတူကနေသည်တနေ့တွင်သားတသမားနှင့် သူ့မိန်းမသည်ဈေးကပြန်လာပြီးအိတ်ထဲကတခုခုထုတ်လိုက်သည်ကိုကြွတ်ကမြင်သည်ကြွတ်ကစားစရာထင်ပြီးစူးစမ်းနေသည် တေးသေးချာချာကြည့်လိုက်မှ သူတို့ထုတ်လိုက်သည့်ပစ္စည်းသည်ကြွထောင်ကြောက်ဖြစ်နေမှန်းသိလိုက်ရသည် အန်နီရဲ့ကိုကြုံမြင်လာသဖြင့်ကြွက်ကအိမ်နောက်ဖေးတွင်နေထိုင်သည့်ခိုကိုသတင်းသွားပေးသည်ခိုရေဟိတ်ခိုတို့အိမ်ထဲကိုကြွထောင်ကြောက်ရောက်လာပြီကွခိုကရီပြီးအဲ့ဒါဘာလို့ရမှာလဲအဲ့ဒီထောင်ကြောက်ကငါနဲ့ဘာဆိုင်တယ်လဲဟုပြောလိုက်သည် ကြွက်ကစိတ်ပြက်ပြီးအိမ်အောက်တွင်အစာစားနေသောကြက်စီကိုတွားကာဒေါ်ကြက်ရေဘာလဲအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရောက်နေပြီဗျအဲ့ဒါငါနဲ့ပါဆိုင်တယ်လေနှင်းကိစ္စပဲဟာကြွက်ကစိတ်ဆိုးပြီးစိတ်စီကိုတွားသည်ဦးစိတ်ကြီးဘာလဲကွာအိမ်ကတားတက်သမားနဲ့သူ့မိန်းမလေးကြွက်ထောင်ချောက်တစ်ခုဝဲလာတယ်ဗျ ဟာဟာဟာကြွထောင်ကြောက်ဆိုတာကြွထောင်ဖမ်းဖို့လေကွာစိတ်ထောင်ဖမ်းဖို့မှမဟုတ်တာငါကဂယုစိုက်စီရလားထုံညတွင်သားသက်သမားသည်ကြွထောင်ကြောက်ကိုထောင်ပြီးအိတ်လေသည်မြင့်တကောင်တွင်ထောင်ကြောက်မှအတန်ကိုကြားလိုက်ရသည်ကြွမိပြီထင်ပြီးသားသက်သမားဇနီးကထကြည်ကဂဒင်အောက်ကိုဆန်းသည်ကြွထောင်ကြောက်တွင်မိနေသည်မှာကြွမဟုတ် မွေဖြစ်နေသည်မွေကစိတ်ဆိုးဆိုးနဲ့တာတတမမိန်းမလက်ကိုကြိုက်သည်မွေကအစိတ်ရှိသောမွေဖြစ်နေရာတေလူမျောပါဖြစ်နေသောမိန်းမကိုတာတတမကဆရာဝင်ပင့်ပြီးဈေးကူသည်ဆရာဝင်ကဈေးကူပေးပြီးပြန်သွားသည်တာတတမကသူ့မိန်းမကိုမေးသည်မိမကြီးဘာလေးများစားကြတယ်လဲကွယ်ကျမတော့ ခိုသားဆွပြုတ်လေတောက်ချင်လိုက်တာသားတက်သမားကခိုကိုချက်ချင်းသွားဖမ်းပြီးတက်ခါဆွပြုတ်လုပ်ပြီးမိမကိုတိုက်သည်သားတက်သမားမိမငွေပေါက်ခံရကြောင်းတည်င်းကြသဖြင့်ဆွေမျိုးတွေရောက်လာကြသည်ဧည့်သည်တွေကိုကြက်တက်ပြီးချက်ကျွေးရပြန်သည် လူနာကနေပြန်ကောင်းလာသည် သူ့မိမမသေးနိုင်တော့သဖြင့် တားတက်သမားသည်ပျော်သွားသည်ထို့ကြောင့်စိတ်ကိုတက်ပြီးတရွာလုံးကိုအိမ်ခေါ်ကထမင်းကျွေလေသည်ငါနဲ့မဆိုင်ဘူးဆိုသူတွေတကောင်မီးတကောင်တေကုန်ကြသည်ကြွက်သည်ထိုအဖြစ်ကိုမြင်ပြီးဤအိမ်တွင်နေထိုင်ရန်မသင့်ဟုဆုံးဖြတ်ကတားတက်သမားအိမ်မှအပီးတိုင်းထွက်ခွာသွားတော်သည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။